တနေ့တလုံးမှာအလုပ်တွေလုပ်ရမယ်။အိမ်ပြင်ထွက်ရမယ်။လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်။လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာကြုံတတ်တယ်။အန္တရာယ်တွေကိုမကြုံဘူးခရအတွက်။ဟောဒီခါထာလေးကမပြောတော့ဆိုသဗ္ဗေဘုဒ္ဓဗလပတ္တာပိစိကံနစယံပလံအရဟန္တာနိစတေစေနရက္ခံဗန္ဒာမိသဗ္ဗတော။ရက္ခဆိုတာအဆောင်အရှောင် အကာအကွယ်တစ်ခုလုံလိုက်တယ်ဒီကာရလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းတော့ဆိုတော့ရခံဗန္ဒာမိသဗ္ဗတောတရက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင်ဆောင်းလျှောက်ကိုလုပ်ပါတယ်တဲ့ဘာနဲ့အဆောင်းလျှောက်ကိုလုပ်ထားလို့ဆိုတော့တပ်ပြီဗုဒ္ဓဗလပတ္ထခရီးရီဆိုတာစွာအမတန်မှကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွာအကြီးတယ်ခရီးမန္တမြစွာအားတယ်အမတန်ကြီးတယ် အဲ့ဒီခရီးတွေရဲ့စွာအားကို အသုံးပြုပြီးတော့ဟုတ်လားအနေရခင်မှုကိုစောင့်ရှောက်မှု ကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီကျူးလိုက်တာပဲသဗ္ဗေဗုဒ္ဓဗလပတ္တာဆရာရှင်နေအလုံးဟာကာယဗလညာနဗလဆိုတဲ့စွာအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွာအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ် ဒါလည်းအမြဲတမ်းမှန်ကန်တဲ့နေစနစ်နဲ့လောက်တာဖြစ်တယ်ပေါ့နော်။ပိစိကာနင်းစာယမ်ပလံဖရာတယ်ဝန်ကဘူးပိစိကာဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိ။အဲ့ဒီစွမ်းအားတွေနဲ့ကာကွယ်လုပ်ပါ။အရန္တာနင်းစာသေစေတာယန္တာပုဂ္ဂိုလ်ရဲ့အရှင်ဝါတွေလည်းရှိတယ်။အဲ့ဒီအရှင်ဝါတွေကိုတုံးချပြီးတော့ဟောလာကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာ။အဲ့တော့ ဖះကိုချီးမွမ်းပြီးတော့ဖះရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဘုရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္နာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားတအာယုံပြုတ်ဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဖះတွေအများကြီးရှိတယ်အဲ့ဒီပွင့်သွားတဲ့ဖះတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီဖရားတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်။တခါပိဿကဗုဒ္ဓတွေကွင့်သွားကြတာနဲတာပေါ့ဘူး။ အဲ့ဒီပြည့်စုံကဗုဒ္ဓရဲ့စွမ်းအားလက်မတမ်းမကြီးပါလေ။လောကမှာယ ahanan ပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ယ ahanan ပုဂ္ဂိုလ်တွေမှာလည်းစွမ်းအားမတမ်းမကြီးတယ်။အဲ့ဒီအရှင်မြတ်တည်းရဲ့စွမ်းအားကကျွန်ုပ်တို့အဆောင်ရှောက်ဖြစ်ပါစေ။ဒါအမတန်ကောင်းတဲ့အတိတ်ပဲဘုရားတရားတန်ခါကိုကိုယ်ကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့။အဲ့တော့နန္ဒခင်မှာအင်ဂျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါမှာ ဒီလိုအကားွယ်ဆောင်းလျှောက်ကလေးနဲ့လှုပ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်